အခုကတော့ဝက်မလွတ်အသင်းတော်ပါနော်ကျွန်တော်ဝက်သားနဲ့လွတ်လို့မရပါဘူးဘာလာလာဝက်သားလေးနဲ့ရောလိုက်တာပေါ့ဗျာနော်ဆိုတော့ဒီအတွက်လဲပြီးတဲ့အခါဒါယောဂမဖြစ်ပါဘူးဘာဖြစ်ဆိုတော့အဲဒီဝက်က diet ဝက်ဖြစ်တယ်နော်ကျွန်တော်တို့ diet ဆိုတော့ပြဿနာမရှိဘူးဒါတည်းဆိုရင်တော့အရှိမဆေးဝင်ကြီးရှိပါတယ်အဲ့ဒါတော့ဘာမှပူစရာမလိုပါယေရှုမြတ်တင်တယ်ဒီနေ့ဒေသနာဝေမျှပြီးတဲ့ဆရာကြီးတဲ့စတိုင်အစ်စ်နဲ့ဟောသွားတဲ့အခါကျတော့ကျွန်တော်ကြည့်တယ်ကျွန်တော်စာအုပ်ထဲမှာလည်းကျွန်တော်ဆရာကြီးတွေရဲ့ အဆူအမိတ်အားပေးတာလေးလည်းနည်းနည်းစီထည့်ထားတယ်အဲ့ထဲမှာဆရာကြီးဥမြင့်လွင်ပေါ့နော်ကျွန်တော်တည်းခါတယ်ဆရာတူကွာတယ်မေ့မှတ်တာဆက်ပြာကောင်းလို့ခေါင်းပေါင်းဖြူတာကွာတယ်နော်သူပြောချင်တာဇနီးမယားတွေရဲ့ပန့်ပိုးမှုကြောင့်နော်အဲဟိုဘက်ကဒက်ဖင်းကပြောင်းနေနော်ပန့်ပိုးမှုကြောင့်အမျိုးသားတွေကဒီဘက်မှာအမှုတော်ဆောင်ကြီးရှေ့မှာလုံနေဆိုတော့ဒါအဲ့ဒီစာအုပ်ထဲမှာလည်းကျွန်တော်အမှတ်တရလေးတွေရေးထားတယ်ဆရာကြီးတွေရဲ့တုံတင်ချက်တွေ ဆိုတော့အဲ့ဒီမှာဒါဆရာကြီးကိုလည်းတတိယပါအဲ့တော့ဆရာကအနာမဆရာမကိုရက်ခိုင်းတဲ့အခါမှာတော့อืมခွန်အားယူတာလားဓာန်ပေးတာလားတခုခုတော့စဉ်းစားမိလိုက်တယ်နောက်တစ်ခါဆရာမဆရာမဟောသူ့ရက်ခိုင်းယေရှုတင်ပါတယ်เนาะဒီနေ့ကျွန်တော်တို့ကိုပျော်ပျော်ရွှင်ရွှင်ဒီလူယေရှုတော်ချီးမွမ်းပွဲเนาะဟိုဟိတ်ကြီးဟန်ကြီးနဲ့ပုံပွဲနဲ့မိသားစုလို့ပေါ့เนาะနောက်ဆုံးကတော့ကျွန်တော်စားတဲ့အခါမှာတချို့ဒီမှာလဲဝိုင်းနေလွတ်နေတော့ ေးရလူတွေပေါ့နော်လူကြီးတွေဒီဘက်မှာဝိုင်းမှာနောက်တချို့ဝိုင်းမှာလွတ်နေလဲဖြည့်ပေးပါလို့နော်လူတော့မှကျွန်တော်အနောက်ဖက်အောက်မှာသွားပါမယ်နော်ကျွန်တော်တို့ the light အဖွဲရတော့နည်းနည်းဝိုင်းဝန်းကူညီပြီးတော့စားတာပေါ့နော် နောက်ပိုင်းကပူစားရတယ်နော်အားရပါရနော်ဟုတ်ပြီကျွန်တော်တို့အခုနောက်ဆုံးဂုံတော်တချင်းတစ်ပုတ်ကိုချီးမွမ်းပါမယ် the light အဖွဲရဥဆောင်ပြီးတော့ဆိုပေးပါမယ် hallelujah ကျွန်တော်လည်းအလုံးမတက်ရက်ပြီးတော့ဒီဆိုချီးမွမ်းပါမယ် ဒီတရှင်းကဘာဖြစ်လို့လဲဆိုတော့ဒီအာဒီတရှင်းကိုချီးမွမ်းတဲ့အခါမှာဟိုးဒါသူ့ရဲ့ story မှာတော့เนาะအင်္ဂလန်နိုင်ငံကကြွလာလို့ရပါပြီရှင်းဟာလာရှင်ဘီရင်တော်မှဒါအရှင်တကာတို့ရဲ့အရှင်ဘီရင်တကာတို့ရဲ့ဘီရင်ကိုချီးမွမ်းတယ်လို့ပြောတဲ့အခါမှာသူကိုယ်တိုင်ဘီရင်ကြီးကိုယ်တိုင်မတ်တရက်ပြီးတော့ချီးမွမ်းတယ်ဆိုတော့တွေ့ရဒါဖီးယားကိုချီးမွမ်းတာဒါကြောင့်ဒီတရှင်းလေးကိုကျွန်တော်နောက်ဆုံးတိဆိုချီးမွမ်းပြီးတဲ့အခါမှာကျွန်တော်တို့အဲလေးစားရတဲ့ ြေသာရီနယ်ကနော်ကျွန်တော်တို့ဒီအတင်းတော်ကကျွန်တော်ညောင်မင်းသားအတင်းတော်အတင်းဆရာကြီးပေါ့နော်တိုက်ခရဆရာကြီးဦးထွန်းရွှေဆရာကြီးအသက်ကြီးပါဒါပေမဲ့ဆရာကြီးကြွလာတိုင်းလာပါဆိုတော့ဆရာကြီးလည်းလာတယ်ဒါကြောင့်နောက်ဆုံးမှာဆရာကြီးကကောင်းကြီးပေးပေးဖို့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးပေါ်ပြရင်းနဲ့ကျွန်တော်တို့ဒီသင်းလေးကိုအဲ music တင်တဲ့အခါအလုံးမတက်ရပြီးတော့ချီးမွမ်းကြရအောင်